careful now. ကိုရဲ့မိခင်နိုင်ငံမှာအလုတ်ကန်အခွင့်အလန်းရှားပါမှုနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံသားအများအများဟာနှိစက်ရနိုင်ငံတွေစီထွက်ခွာပြီးတော့အောက်ခြေအလုပ်သမားတွေအဖြစ်လုတ်ကန်ပြီးဝင်ငွေရှာကြရတာအလုံးမဲ့အသည့်ဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ထိုင်းနိုင်ငံမှာဆိုရင်မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်တန်းဝန်းကျင်ရှိပါတယ် ခုအထိလည်းမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့ကိုနေစဉ်လိုလိုတဖွဲဖွဲထွက်ခွာနေကြဆဲဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုရောက်လာတဲ့မြန်မာတွေဟာအလုတ်ကင်ရှားဖွေရမှာအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပါတယ်။မြန်မာလူသမားတွေတရားဝင်အလုတ်ကင်အခွင့်အလမ်းတွေကိုဒုလွတ်ကူကူရှားဖွေနိုင်ပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုအဆင့်အတန်းနဲ့ထိုက်တန်တဲ့လုခလစာရရှိအောင်ဆောင်ရွက်ပေးနေတဲ့ Supply Job ဆိုတဲ့လုပ်ငန်းလေးတစ်ခုကို2024နှစ်ဦးကထိုင်းနိုင်ငံဘန်ကောက်မြို့မှာတည်ထောင်လိုက်ပါတယ်။ အဲ့ဒီလုပ်ငန်းကိုတည်ထောင်သူကတော့အသက်22နှစ်အရွယ်ကိုမင်းမြတ်စွန်းဖြစ်ပါတယ်။ခိုင်းမာမြန်မာရေးအရန်များတယ်။ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မဟုတ်တဲ့တခြားတစ်ဖက်မှာဒါရွှေ့ပြောင်းလို့တမားမြန်မာရေးအများကြီးရှိနေတယ်။သူတို့တွေကအာလက်ရှိချိန်မှာအခက်အခဲမျိုးစုံနဲ့ညှိနှိုင်းနေရတယ်ပေါ့နော်။အခုကြီးအရန်လိုအပ်နေတယ်လို့ကျွန်တော်မြင်တယ်။အဓိကတော့မြန်မာရွှေ့ပြောင်းလို့တမားရေးအတွက်ဒါအလုတ်ကင်ခွန်လန်းတွေကိုတနေရာထဲမှာဖော်ပြထားမဲ့ယုံကြည်စိတ်ချရတဲ့အလုတ်ကင်ခွန်လန်းတွေကိုတနေရာထဲမှာဖော်ပြထားမဲ့ platform မရှိနေဘူးပေါ့နော်။ဆိုတော့ဒီမှာ ရသွားဖြစ်ကလိန်ခံရတာမျိုးတွေကြုံတွေ့ရတယ်ဆိုတော့အဓိကတော့ဒီ platform လေးတစ်ခုလိုအပ်နေတာပေါ့နော်လိုအဲ့ဒီလိုအပ်နေတဲ့ platform ကိုကျွန်တော်ဖြစ်တည်ပေးခြင်းတယ်အဲ့ဒီစံနာနဲ့ပဲကျွန်တော်ဒါ supply job ကိုစတင်ခဲ့ရခြင်းဖြစ်ပါတယ်ခင်ဗျကိုမင်းမြတ်စွမ်းဟာရန်ကုန်စီးပွားရေးတက္ကသိုလ်မှာပထမနှစ်တက်နေချိန်မှာပဲကိုဗစ်ကရောဂါနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ပညာရေးကိုရပ်နှားခဲ့ရပါတယ်ဒါပေမဲ့2021ခုနှစ်မှာဂျပန်အစိုးရရဲ့ပညာတော်သင်ဆု MEXD scholarship ကိုရရှိခဲ့ပါတယ်ဆိုတော့ဂျပန်နိုင်ငံအိုဆာကာမြို့မှာ အိုဆာကာမြို့မှာရှိရပြီးစမဲကန်တက္ကသိုလ်မှာ community and regional policy studies major နဲ့ကျွန်တော်ကျောင်းဆက်တက်ခဲ့တယ်။ကျွန်တော်ကျောင်းမတက်ခင်တော့ကမြန်မာနိုင်ငံမှာရှိနေတဲ့ကာလတည်းမှာကျွန်တော် gap year နှစ်နှစ်လောက်ကျွန်တော်ယူခဲ့ရတယ်ပေါ့နော်။ဆိုတော့ဒီ gap year ယူနေတဲ့နှစ်နှစ်အတွင်းမှာကျွန်တော်အကျွန်တော်အလုပ်တွေလုပ်တယ်အထူးသဖြင့်ဒီ education နဲ့ human resource industry ဘိုင်းနေမှာကျွန်တော်အလုပ်တွေလုပ်တယ်ပေါ့နော်။ကျွန်တော်ကိုယ်ပိုင် startup တွေကျွန်တော်စတင်ခဲ့တယ်။ဆိုတော့ကျွန်တော်လိုမျိုးလုပ်ငန်းခွင်နဲ့အသားကျနေတဲ့လူငယ်တစ်ယောက်တည်းပေါ့နော်။လူငယ်တစ်ယောက်တည်းက ဟို experiential learning ကိုပို့ပြီးတော့မှသဘောကျတဲ့အခါမှာဂျပန်နိုင်ငံရဲ့ပညာရေးစနစ်နဲ့ကျွန်တော်ကအရင်မကိုက်ညီဘူးလို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီတော့ကြောင့်မလို့ကျွန်တော် second year ပြည့်တဲ့အခါမှာပဲကျွန်တော်ဂျပန်တက်ကထော်လာနေပြီးတော့မှကျောင်းထွက်ခဲ့ပါတယ်ခင်ဗျအဲ့နောက်သူဟာထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာခဲ့ပါတယ်ထိုင်းနိုင်ငံမှာလည်းပညာသင်ဆုရရှိတဲ့အတွက် Hubba Space တက်ကထော်မှာ High Tech and Entrepreneurship major နဲ့ပညာဆက်လက်သင်ယူနေပါတယ်ထိုင်းနိုင်ငံမှာပညာသင်ယူနေရင်းနဲ့ကိုမင်းမြတ်စွမ်းကထိုင်းရောက်မြန်မာလူသမားတွေရဲ့အခက်အခဲကိုမြင်တွေ့ပြီးတော့ သူတို့ကိုနီးပညာနဲ့ကူညီနိုင်မဲ့ Spike Job ဆိုတဲ့စွန့်ဦးတီထွင် လုပ်ငန်းတစ်ခုကိုလုပ်ကင်ခဲ့တာပါ Spike Job ဆိုတာကတော့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးအလုပ်သမားတွေအတွက်အလုပ်အကင်အခွင့်အလန်းတွေကိုတနေရာထဲမှာရှာဖွေနိုင်တဲ့အလုပ်ကင်ရှာဖွေရေး platform တစ်ခုဖြစ်ပါတယ် Spike Job ရဲ့ page ကနေပြီးတော့ဘန်ကောက်မြို့အတွင်းကခေါ်နေတဲ့အလုပ်ကင်တွေကိုတင်ပေးပြီးတော့အလုပ်လိုနေတဲ့လူသမားတွေနဲ့အလုပ်သမားလိုနေတဲ့လုပ်ငန်းရှင်တွေကိုချိတ်ဆက်ပေးပါတယ် Spike Job က platform တစ်ခုဖြစ်ပြီးတော့အလုတ်ကင်ရှာဖွေရေး agent တစ်ခုမဟုတ်တဲ့အတွက်အဲ့ဒီကနေအလုတ်လျှောက်တဲ့သူတွေအတွက်ဝန်ဆောင်ကပေးစရာမလိုပါဘူးဒီလုပ်ငန်းကိုထူထောင်ဖို့အတွက်ကိုမင်းမြတ်စွမ်းကိုယ်တိုင်အခက်ခဲတွေကိုရင်ဆိုင်ခဲ့ရပါတယ်ထိုင်းရောက်မြန်မာလုပ်ငန်းရှင်တွေထိုင်းလူမျိုးလုပ်ငန်းရှင်တွေကိုလိုက်တွေ့ပြီးတော့ဆွေးနွေးခဲ့ရပါတယ်လုပ်ငန်းရှင်တွေနဲ့များများတွေ့လီထိုင်းရောက်လုပ်သမားအရေးဟာပို့ပြီးတော့ရှုပ်ထွေးလေလေဆိုတာကိုသူသဘောပေါက်ခဲ့တယ်လို့ပြောပါတယ်ဟိုကျွန်တော်လုပ်ငန်းကဒါ profit profitable မဖြစ်ဘူးလို့မြင်တဲ့အခါမှာကျွန်တော်နဲ့အတူတူပူးပေါင်း အာမဆောင်ရွက်ချင်ကြဘူးပေါ့ဒါပေမဲ့ကျွန်တော်ကလည်းပဲခေါင်းမမာနဲ့ပဲကျွန်တော်နဲ့အတူအာကျွန်တော်နဲ့ရွေချက်ချင်းတူတဲ့သူတွေကိုဆက်ပြီးမှရှာခဲ့တယ်အာကျွန်တော်နဲ့ရွေချက်ချင်းတူတဲ့သူတွေနဲ့ပဲအတူစုပေါင်းပြီးမှစပိုင်ချောက်ကိုဆက်ပြီးမှတည်ထောင်ခဲ့တယ်အဓိကကကိုယ်နိုင်ငံကိုယ့်လူမျိုးမှာကိုယ့်လူမျိုးတွေနဲ့အတူတူလောက်ရမဟုတ်တဲ့အတွက်ကြောင့်မလို့အလုပ်လုပ်တဲ့အခါမှာညှိနှိုင်းရတဲ့အပိုင်းတွေအများကြီးရှိတယ်ပြီးခံရတဲ့အပိုင်းတွေရှိတယ်ဟိုကျွန်တော်အရင်တော့စိတ်နေဆိုရင်တော့ဒါမျိုးတွေကလုံနိုင်မှာမဟုတ်ဘူးဒါပေမဲ့ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခက်အခဲတွေကိုပို့ပြီးမှမြင်လာလေတယ် ဒီအခက်ခဲတွေရဲ့အရေးပါမှုကိုပို့ပြီးမှသိမြင်လာလေလေပို့ပြီးမှဖြည့်ရှင်းဖို့လိုရဲဆိုတာသိလာလေလေအာကျွန်တော်အနေနဲ့ဒီလုပ်ငန်းကိုမဖြစ်မနေအာအောင်မြောင်လုပ်ရမယ်လို့အတွေ့ရပို့ရခဲ့တာပေါ့နော်ဆိုတော့အာပြီးရခါမှာကျွန်တော်ကိုယုံကြည်ပြီးတော့မှဝိုင်းဝန်းကူညီထောက်ပံ့ပေးကြတဲ့ support လုပ်ပေးတဲ့သူတွေလည်းရှိလာတော့ပို့ပြီးမှခွန်အားဖြစ်ရတာပေါ့ spy ဆိုတာကထိုင်းလိုလွယ်ကူတယ်တက်တောင့်တတ်တာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ရွှေ့ပြောင်းလုပ်သမားအများစုဟာဤပညာနဲ့အကျွမ်းတဝင်ရှိသူနဲတာကြောင့် အလုတ်လျှောက်တဲ့အဆင့်တွေကခက်ခဲနေရင်အဆင်မပြေတဲ့အတွက်အလုတ်လျှောက်ရင်လောလောကူကူဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ spy job လို့နာမည်ပေးထားတာဖြစ်ပါတယ်။အခုအချိန်မှာစွန့်ဦးတီထွင် လုပ်ငန်းရှင်တယောက်အဖြစ်ရပ်တည်နေတဲ့အသက်22နှစ်အရွယ်ကိုမင်းမြတ်စွမ်းကသူဟာပင်ကိုကလူမှုပြဿနာတွေကိုဖြေရှင်းမှုဝါသနာထုံသူတယောက်ဖြစ်တယ်လို့ပြောပါတယ်။အခုအချိန်မှာတင်ယူနေတဲ့ဘာသာရပ်နဲ့လောက်ကင်နေတဲ့အလုတ်တထက်သေးဖြစ်နေတဲ့ကိုမင်းမြတ်စွမ်းမှာအနာဂတ်ရည်မှန်းချက်တစ်ခုလည်းရှိပါသေးတယ်။ နာဂတ်ရည်မှန်းချက်ကတော့အခုလိုမျိုးပဲနည်းပညာကိုအသုံးပြုပြီးတော့မှလူတွေရဲ့ဘဝအောင်ဖြစ်နေပြီးခြင်းတယ်အဓိကကတော့မြန်မာနိုင်ငံမှာရှိတဲ့အဒေတာတိုင်းကိုအင်တာနက်ရဖို့ကိုလှုပ်ဆောင်ပေးခြင်းတယ်ပေါ့နော်ကျွန်တော်မသိခင်လေးမှာပေါ့အဲ့ဒီစံနာကိုပြေဝသွားပြီဆိုရင်တော့နောက်ပိုင်းကတော့အလုပ်ဆက်လုပ်ဖြစ်မယ်လို့တော့မထင်တော့ဘူးဂျန်တဲ့ဘဝကိုကျွန်တော်ချရတဲ့သူတွေနဲ့ပဲအကုန်လုံးညီပါတယ်နိုင်ငံခြားတက္ကသိုလ်တွေကပညာသင်ဆုတွေရရှိပြီးတော့ ပြည်ပနိုင်ငံတစ်ခုမှာစွန့်ဦးတီထွင်လုပ်ငန်းရှင်တူအဖြစ်ရပ်တည်နေတဲ့ကိုမင်းမြတ်စွာဟာကံဆိုတာကိုယုံကြည်သူတယောက်မဟုတ်ပါဘူး။ဒါပေမဲ့စ조사အားထုတ်မှုနဲ့အဘိဓေရှိတဲ့ဘဝတစ်ခုကိုထူထောင်နိုင်လိမ့်မယ်လို့တော့ယုံကြည်သူတယောက်ဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ generation Z လူငယ်တွေကိုတော့အများကြီးပြောဖို့တော့မလိုပါဘူး။ကျွန်တော်တို့အားလုံးတည့်ရတဲ့အချိန်မှာဘဝအဖဲမဖြစ်ဘူး။လူတိုင်းက ကောင်းမွန်တဲ့ကံနဲ့မွေးဖွားလာကြတာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကကန်ဆိုတဲ့အရာကိုခေါင်းထဲကနေထုတ်ပြီးတော့မှသူများထက်ပိုကြိုးစားဖို့ကိုကျွန်တော်ပြောချင်ပါတယ်ကြိုးစားတိုင်းလည်းအောင်မြင်ခြင်းမအောင်မြင်ပါပါဒါပေမဲ့အနည်းဆုံးတော့ကောင်းမွန်တဲ့အရာတွေကိုလုပ်ရင်ဘဝကိုအထက်ပဲရှိရှိဖြတ်တန်းနိုင်တာပေါ့အဲ့လိုမျိုးလုပ်နေရင်လည်းရလာတဲ့အခွင့်အရေးတစ်ခုချင်းစီတိုင်းကိုတေချာတန်ဖိုးထားပြီးကျွန်တော်တို့အချင်းချင်းရိုင်းမင်းကူညီရင်းနဲ့ပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုအတူတကွဖန်တီးနိုင်မယ်လို့ယုံကြည်ပါတယ်